letter from Burma keyboard of conscience မြမာပြည်ကရေးတဲ့စာယုံကြည်ချက်ကိုစောင့်သိသူများ Pinocchio ပုံပြင်ကအခုချိန်ထိကလေးတွေကြားတဲ့ရေပန်းစားတော့မယ်လားဒီလိုမေးခွန်းမျိုးကျမစိတ်ထဲပေါ်လာတဲ့အချိန်တွေမှာကျမနဲ့အပြင်ကဘာချား ဆက်သွယ်ချက်ကွာဟမှုကိုကျမကောင်းကောင်းသတိမှုမိလိုက်ပါတယ်။ကျမဟာကျမရဲ့မျိုးတွေနဲ့အမြဲတမ်းဆက်သွယ်နေခဲ့ရရင်ဒါမှမဟုတ်တခြားလူတွေရဲ့မျိုးတွေနဲ့ပဲ ဖြစ်ဖြစ်ဒီနှစ်တွေတည်းဆက်သွယ်နေခဲ့ရရင်ဒီအဖြေကိုကျမသိပါပါ။စင်တင်ချင်တော့ကျမခေါင်းထဲပီနောက်ကီယိုရောက်ပြီးရက်အနှဲငယ်အတွင်းမှာပဲ အမေရိကန်တန်ယုံကဝန်တန်းတွေရဲ့ကလေးတွေနဲ့ကျမတွေ့ဆုံရဖို့ဖြစ်လာပါတယ်။အကြီးဆုံးကအသက်20ပတ်ဝန်းကျင်လောက်ရှိပြီးအငယ်ဆုံးကတော့ဂျပန်အမေရိကန်ဆက်3လသားကလေးဖြစ်ပါလေ။အိပ်ပျော်နေတဲ့ဒီကလေးရဲ့စွတူတူမျက်နှာကလေးဟာစူမိုနှပန်းသမားကြီးတယောက်တောင်ကြီးတစ်ခုလုံးတိတ်တိတ်တုံသွားစေမဲ့ခြေလှမ်းလှမ်းဖို့ကြံစနေတဲ့ပုံစံနဲ့တူနေပါ ဂျားကလေးတွေတဲကတော့ပီနော်ကီယိုကိုဒစ္စနေရုပ်ရှင်တွေတဲကတဆင့်တည်ထားကြသူတွေတော်တော်များပါပဲ။အများစုက ပုံမြင်တဲကပရစ်ဂျင်မီကို စိတ်ဝင်စားစရာအကောင်းဆုံးဇာတ်ကောင်လို့ပြောကြပါတယ်။ဒီမှာစိတ်ထဲဒီပုံမြင်ကိုတည်ရနေတဲ့အကြောင်းရင်းကလည်းနှာခေါင်းရှည်ရုပ်သေးကြောင့်မဟုတ်ပဲအုတ်ထုတ်ဆောင်ပြီးထီးတယန်းယန်းလုံနေတဲ့ပရစ်ကြောင့်ဖြစ်နေတာမို့ ဒီဖြေပေါ်ကျေနပ်သွားခဲ့ပါတယ်။ကျမရဲ့အတွေးခေါ်တွေပြုမှုချက်တွေကို နိုင်ငံရေးသဘောတရားအရပုံသွင်းခဲ့တဲ့နှစ်တွေကို ပြန်ကြည့်ရင်ဒီကလေးပုံပြင်ကလေးဟာတာဝန်တိစိတ်စိုးသားသာမရှိခဲ့ရင်လူသားတွေဟာမိမိတို့ရဲ့ကြောက်စိတ်တွေလူအင်ဆန္ဒတွေမတိနားမလည်မှုတွေနဲ့တကွမိမိတို့ကိုယ်တိုင်သခင်အဖြစ်ရွေးချယ်ခဲ့တဲ့သူတွေရဲ့ ကျိုးဆွဲတာကိုလိုက်ကနေရတဲ့ရုပ်သေးရုပ်ထက်ဘာမှမပိုဘူးဆိုတာကိုပုံဖော်ပြနေတယ်လို့မြင်မိပါတယ်။ဒါကြောင့်လည်းအများစုရဲ့ယုံကြည်မှုတွေဟောထုတ်ပြောဆို권တွေမဆုံးရှုံးအောင်ကာကွယ်ဖို့ကိုကိုယ်တိုင်ရဲ့ကာယလွတ်လပ်မှုကိုစွန့်လွတ်ဖို့ဝင်မလေးတဲ့သူတွေကိုယုံကြည်ချက်ရဲ့အကျဉ်းသားတွေလို့သတ်မှတ်တယ်ဆိုတာအများကြီးတင့်တင့်ပါတယ်မိမိနဲ့ မိမိနိုင်ငံသားတွေဂုံတိတ်ခါရှိရှိနေနိုင်ဖို့ကိုယ်ကိုခံတာကိုတတ်တာရမရှိရဲ့ပြင်ပန်းဆင်းရဲတဲ့ကန့်သက်ချက်တဲ့နှစ်ပေါင်းများစွာ စတေးနိုင်တဲ့ဒီအမျိုးသမီးအမျိုးသားတွေဟာလေကျမတို့အားလုံးရဲ့စူပေါင်းတာဝန်သိစိတ်ကိုစောင့်ရှောက်ကြတဲ့သူတွေပဲဖြစ်ပါတယ်မြန်မာနိုင်ငံအရရမှာရှိတဲ့အကျင်းတော်တွေတဲ့ယုံကြည်ချက်ကြောင့်အကျဉ်းချခံနေရတဲ့ လူ2200ကျော်ထဲမှာကဘာကနာမည်နဲ့တိတာ20လောက်ပဲပါပါတယ်။ကြံတဲ့လူမသိတဲ့အယောက်2000လောက်ကတော့ကျမတို့ရဲ့အမည်မပေါ်သောတပ်သားတွေဒီမိုကရေစီရေလှုပ်ရှားမှုကိုအင်အားကောင်းလာအောင်တိတ်တိတ်ဆိတ်ဆိတ်လှုပ်ဆောင်တဲ့အတိမတ်ပြုမခံရတဲ့သူရဲကောင်းတွေဖြစ်ပါတယ်။2017ခုနှစ်ဇန်နဝါရီလ4ရက် ိုလိုနီလက်အောက်ကလွတ်မြောက်ခဲ့တဲ့63နှစ်မြောက်လွတ်လပ်ရေးနေ့တုန်းက အဖွဲ့ချုပ်မှာယုံကြည်ချက်အကျဉ်းသားတွေကိုမိမိတို့တတ်နိုင်သမျှရုပ်ဖြစ်စီအားစိတ်ဓာတ်အားဖြင့်ထောက်ပံ့ပေးလိုကြတဲ့သူတွေအကျဉ်းသားအမည်တွေကိုမဲနိုင်ခဲ့ကြပါတယ်။ကျမလက်ထဲရောက်လာတဲ့အကျဉ်းသားကလူမသိတဲ့တပ်သားများတွေကလူငယ်လေးတယောက်ဖြစ်ပြီး 2009တုန်းကရွှေတဂုံစေဒီပေါ်မှာယုံကြည်ချက်အကျဉ်းသားတွေလွတ်မြောက်ဖို့စုတောင်းခဲ့လို့အဖမ်းခံရတဲ့သူ ဖြစ်ပါတယ်။သူ့တို့စုတောင်းပွဲမှာပါခဲ့တဲ့အခြားလူငယ်အများအပြားကမြမပြီအနှံ့အပြားက ထောင်တွေထဲရောက်နေခဲ့ကြပေမဲ့သူကတော့သူတို့နဲ့စာရင်ကံကောင်းထောက်မစွာပဲသူ့အိမ်နဲ့မဝေးလာတဲ့အင်းစိန်ထောင်ထဲရောက်နေခဲ့ပါတယ်။ သူစီပို့ပေးဖို့အစားတောက်ထုတ်တွေ ပြင်ဆင်ရတာဟာထောင်တွေတဲကကျမတို့ရဲ့ရဲဘော်တွေနေ့စဉ်ဖြတ်တန်းနေရတဲ့ချိုးချံ့နေရတဲ့အခြေအနေကိုတတိယစီပါတယ်။ဂျုံကြည်ချက်ကြောင့်အကျဉ်းချခံနေရသူတွေဟာကျမတို့ရဲ့အသိစိတ်ဓာတ်တွေကိုနီးလန်းရိုးရိုးလေးမျိုးစုံနဲ့ထိမ့်သိမ့်ကြသူတွေ ဖြစ်နေကြပါတယ်။ကျမကိုယ်တိုင် နေရင်အခြေချုပ်ကြားခံနေရစဉ်က အနက်စာကို နောက်ကျစွာစားတတ်တဲ့အလေးတမင်လှုပ်ပြီးကျမစားလောင်ခြင်းအပြင်ကျမတို့ရဲ့ရဲဘော်တွေဟာ ကို့အိမ်ကို့ရာမှာမဟုတ်ပဲအကျဉ်းတောင်တွေထဲမှာသူတို့အားလုံးကျမထက် ပိုမိုစားလောင်ကြယုံတယ်မကနှုံချပြီးအရသာကင်းမဲ့တဲ့အစာဝေပုံကြကိုပဲ စားရမယ်ဆိုတာသိပါတယ် ဒီအချက်ဟာပဲကျမတို့ရဲ့လှုပ်ရှားမှုအပေါ်ထားတဲ့သစ္စာတရားကိုအစ်စ်ပြန်ဖြစ်စေပြီးကျမရဲ့လုံဖို့ဂိုင်ဘတ်တွေအပေါ်လေးစားမှုနဲ့ချစ်ခင်မှုကိုနေ့စဉ်နေ့တိုင်းပုံမတိုးပွားလာစေပါလေ။ဒီကျမတို့ရဲ့ယုံကြည်ချက်ဆောင်ထင်းသူတွေရဲ့အံ့ဩစရာအကောင်းဆုံးအချက်က သူတို့ရဲ့သူမတူတဲ့စိတ်ဓာတ်ခွန်အားနဲ့စူးစိုက်မြုပ်နှံမှုပါပဲ လွတ်လပ်ရေးနဲ့မတိုင်ခင် နိုင်ငံရေးအကျဉ်းသားတွေကို ကူညီဖို့ရန်ပုံငွေဈေးပွဲတော်ကလေးနှစ်ရက်ကျင်းပကြတယ်။ဒီဈေးမှာခြားရောင်းတဲ့ပစ္စည်းတွေထဲမှာထောင်တွေကရဲဘော်တွေရဲ့ပျော်စမတ်ပြူလောက်တဲ့တီထွင်ဉာဏ်နဲ့အမှုပညာစွမ်းအားကိုပေါ်ပြနေတဲ့လက်ရာတွေလည်းပါပါတယ်။အဲ့ဒီထဲမှာစက္ကူရောင်းသုံးဆက်ဆက်ပြီးပုံဖော်တဲ့ပကြီးလက်ရာတွေဆိုရင် ော်တော့ကိုစူးစားပန်းစားနဲ့ယာနဲ့ထောင်နဲ့ခြည်တဲ့စက်ကူစားငယ်လေးများသုံးဆွဲထားတာတွေပါပါတယ်။နောက်ဆုံးထွက်လာတဲ့ပုံတွေကတော့တောက်ပါတဲ့ငှက်တွေကားချေတဲ့တွေနဲ့ပန်းတွေဖြစ်ပါတယ်။ဒါကပဲဘာကိုပေါ်ပြနေတယ်လဲဆိုတော့တကယ်လို့သာစိတ်ခွန်အားပြင်းပြလို့ရှိရင်လုံဆောင်နိုင်မှုတွေက အကန့်အသတ်ပဲဖြစ်ပြီး ကံမကောင်းအကြောင်းမလှကြတဲ့သူတွေလို့ထင်ရတဲ့လူတွေကိုယ်တိုင်ကကျမတို့ကိုတင်ပြသူတွေအကျိုးတော်ဆောင်တွေဖြစ်လာနိုင်တယ်ဆိုတာပါပဲကျမမကြာခဏပဲဟောင်ထဲကရဲဘော်တွေစီကတိတ်ကိုလက်ရမြောက်တဲ့လက်ဆောင်တွေရရှိပါတယ်ရုပ်ထုလေးတွေတရိษံရုပ်လေးတွေသစ်သားဒါမှမဟုတ်ဖျောင်းတို့စက်ပြာတို့ကိုထွင်းထုထားတဲ့ အနုစိတ်လက်ရာကစားစရာလေးတွေပလတ်စတစ်အပိုင်းစားတွေနဲ့ရက်ထားတဲ့စိတ်ပတိကုန်းတွေနဲ့ဈေးဝယ်အိတ်လိုမျိုးတွေဒါအပြင်လွတ်လပ်ခြင်းတရားမျှတခြင်းနဲ့ငြိမ်းချမ်းခြင်း ပုံရိပ်အချစ်တင့်မြတ်ခြင်းနဲ့ပေါင်းဆက်ခြင်းဇွဲလုံးလာနဲ့မျောလင့်ချက် စားသဖြင့်တို့ကို ပုံဖော်တဲ့သင်္ကေတတွေကိုလာလာပပပန်းထိုးထားတဲ့ အမျိုးသမီးယုံကြည်ချက်အကျဉ်းသူတွေရဲ့လက်ရာအခင်းတစ်ထည်လည်းပါပါတယ်ဒီလိုကျွမ်းကျင်ပြီးအမှုစိတ်တဲ့ပန်းထိုးချီတယ်တွေထဲမှာထဲ့ရထားတာကတော့သူတို့ထက်တိတ်ကိုတက်တာတဲ့အခြေအနေမှာရှိနေတဲ့အမျိုးသမီးဒုကိုပြသခြင်းနဲ့သူတို့ရဲ့အရင်းရိုင်တဲ့မျော်လင့်ချက်တွေနဲ့ရီမန်းချက်တွေပါပဲဒါကြောင့်လေပရစ်ဂျင်ဘီကိုအယောင်တောက်ပ ကြွရွနေတဲ့အဝတ်အစားဝတ်ပြီးရှင်မြူးတက်တဲ့တဘာဝနဲ့ပုံဖော်ထားတာဟာကာဝင်သိစိတ်ကိုတင့်တော်လျှောက်ပတ်စွာ ကိုစားပြုနေတယ်လို့ကျမထင်တယ်လေကျမတို့ရဲ့ယုံကြည်ချက်ဆောင်ထင်းသူတွေဟာရှင်ပြတဲ့အယောင်တောက်ပတဲ့တီထွင်ဉဏ်ရှိတဲ့ဒါပြင် အရေးကြီးဆုံးကတော့သူတို့ကိုယ်တိုင်တတောင်းတတာမရှိတဲ့ဘဝတွေ ရောက်နေရပေမဲ့လို့ တတမှုကိုဖန်တီးပေးနိုင်တဲ့ဖန်ဆင်းရှင်တွေပါပဲ။အောင်ဆန်းစုကြည်